တို့ဒီချင်းစီမြအားလုံးပဲမင်္ဂလာပါရှင်မနက်ပြန်16ရက်6လ25ပေါ့နော်တတာပတိနေမနက်နေညနေတော့ပါနော်ဒါဆိုရင်ထိတ်စည်းကိုအရင်ဆုံးလိုက်ပြီးတော့ကြည့်ပါနော်ထိတ်စည်းရာဆိုလို့ရှိရင်ဒီမှာရှိတာကငါ ခွန်6ငါခွန်ပေါင်းတော့2နဲ့6ပေါင်းတော့8ပါဝါ3နခတ်တဲ့8 3တက်ဆိုပြီးတော့ထိပ်စီ3လုံးရထားတယ်เนาะဒါဆိုရင်ထွက်ကနန်လေးကဒီမှာကြည့်မယ်8 3 8ထိပ်စီပါဒီမှာ8ဆိုပြီးတော့စင်တာတယ်เนาะဒါဆိုရင်ဒီကဆက်သွားမယ်ဒီမှာ6 3ည3ည6နဲ့3ညနဲ့ပေါင်းတော့6 3ညနဲ့ထပ်ပေါင်းတော့လည်း6ပါဝါ1နခတ်ကို619ဆိုပြီးတော့ထိပ်စီးကတုံးလုံးရထားတယ်เนาะဒါဆိုရင်ထွက်ကဏ္ဍလေးကဒီမှာကြည့်မယ်9နဲ့9ထိပ်စီးဟုတ်ပြီเนาะ619မှာဒီမှာ9ဆိုပြီးတော့ရထားပါတယ်เนาะထွက်ကဏ္ဍလေးကြည့်မယ်ဒီမှာ3 3 8 3 3ပေါင်းတော့6 6 8ပေါင်းတော့4ပါဝါ9နခတ်နဲ့4 9နဲ့ဆိုပြီးတော့ထိပ်စီးက ပုံလို့ရထားတယ်နော်ဒါဆိုရင်အခု break ကိုရှာမှာပါနော်ဒီကနေ့က break နဲ့ပဲတွေ့ပါမယ်ဒီမှာရှိတာ6ငါနှလုံးပေါင်းတော့7 power 6လက်ကရှိ168 break ပါနော်ထောက်ကဏ္ဍလေးကိုကြည့်မယ်73နှလုံးပေါင်းတော့ပေါင်းချင်းတက် break ပေါ့နော်ဒါဆိုရင်ဒီမှာ10ဆိုပြီးတော့ရထားနော်ဒါဆိုဆက်သွားမယ်ဒီမှာ9 ၃ငါနှလုံးပေါင်းတော့ပေါင်းခြင်း၈ပါဝါ၃နှက်ခတ်တဲ့ရှစ်တုံးတက်ပရိပေါ့နော်ထကနန်လေးကိုကြည့်မယ်ကိုနှစ်ကိုနှစ်နှလုံးပေါင်းတော့ပေါင်းခြင်းတက်တက်ပရိပေါ့နော်ဒါဆိုရှင်ရှစ်တုံးတက်မှာဒီမှာတက်ဆိုပြီးတော့တက်ပရိစင်တာရယ်နော်ဒါဆိုရင်အခုနာမည်ပြန်တော့သွားမယ်၃ညခွန်နှလုံးပေါင်းတော့ပေါင်းခြင်းခွန်ပါဝါနဲ့အကတ်၃ညခွန်နဲ့၃ညပရိပေါ့နော်ဒါဆိုရင်ထကနန်လေးကိုကြည့်ရအောင် လေးကိုနဲ့လေးကိုနဲ့လေးကိုနဲ့ပေါ့နော်ထိပ်စီးရလေးကိုနဲ့တောင်းလို့မှာခုနှစ် break ဆိုရတဲ့ကြောင့်မလို့၄၃၉၈နဲ့၅ပေါ့နော်ခုနှစ် break ၃ခွပါ နိပရိတ်ဆိုတကြမလို့၄၈၉၃၂၀ပေါ့နော်နိပရိတ်ကတုံညာပရိတ်ဆိုတော့၄၆၉၁၂၈ပေါ့နော်ဒါကတော့တုံညာပရိတ်ပေါ့နော်ဒါဆိုရင် ကနလေးကိုကွက်ရထားတယ်နော်။မူရအုတ်ကွက်ကလေးကတော့နှစ်ထိပ်ကို၃ညပရိနှစ်ရှင်နဲ့လေးထိပ်ကို9ပရိ၄၃နှစ်ကွက်ကတော့မူရအုတ်ကွက်လေးအနေနဲ့ထွက်လာတယ်ပေါ့နော်။ဒါကမလည်းပြန်ဒီနေ့ကိုသာအတွက်ညီမဆက်ပြချင်တာကိုချက်ပြတဲ့ဖြစ်ပါတယ်နော်။ဘိုးတို့မတို့ကစိတ်တူမဲ့ကျနေတဲ့သမဆိုလိုက်ပြီးတော့ကစားကြပါ။အားလုံးပဲနဲ့ပြတဲ့နေ့ကိုကျွန်တော်ကြပါစေလို့ဆုတောင်းပေးလိုက်ပါရှင်အားလုံးပဲကျေးဇူးတင်ပါရှင်